ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်းပြုံးချူစာအုပ်မှာအနာလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။ရွှေမြို့တော်သို့ရောက်လာသောရွှေနန်းတော်ရှိ ရွှေကိုတော်တို့ထံ အခစားဝင်ရမှာဖြစ်တယ်။အထက်နန်းတော်ကြီးသို့မဝင်မီအောက်နန်းတော်သို့ပထမဝင်ရချိန်မီအောက်နန်းတော်မှာပင်လင်အရရမပြေးလွှားလာခဲ့သော အရာရှိအရာခံတွင်နေ ရှုပ်ရှက်ခတ်နေလေတော့တယ်။သူတို့ဘဲပုံဘဲနီးလစ်ခဲ့ရပုံများကိုတယောက်တစ်မျိုးပြောဆိုနေကြတယ်။တယုံလုံးကြွက်ကြွက်ညံနေတော့တယ်။မင်းကြီးစီမဝင်မီစရေးကြီးစရေးလက်စရေးငယ်တို့ထံ ဝင်ရောက်ရသေးတယ်။သူတို့စိတ်ခုနေလင် မခတ်ပါလော။တောရွာမှတကြီးဟာမြို့ပိုင်စိတ်ဆိုးမှထက်မြို့ပိုင်ရုံးကစရေးကြီးညူစုမာကိုပို၍ကြောက်တယ်။ထို့အတူတောကမြို့ပိုင်များဟာမင်းကြီးထက် မင်းကြီးယုံကဆိုင်ရာစည်ရေးကြီးများကို ပို၍ယွန့်ကြရလေတယ်။သူတို့ကလည်းစကားဖောင်လိုက်သည်ဖြစ်ချင်းဖြီးလိုက်ကြသည်မှလည်းလွန်ပါရော၆เสียရှိလင်ပါဇက်ကိုဖြဲ၍၆ပါလိမ့်မယ်။မြောက်เสียရှိလင်လည်းမိုးထီအောင် လေကားထောင်၍မြောက်ပါလိမ့်မယ်။အင်းခမားတို့ဘလို့ဖြစ်ပြက်ခဲ့တယ်ဆိုတာအစီရင်ခံစားပေးရအောင်မယ်နော်။မကျေနပ်တဲ့လူတွေအပေါ်မယ်အမှုတွေဖွင့်ပြီး စုံစမ်းလေဦးမယ်ဟူသော စကားဖြင့်စည်ရေးကြီးကစီးကျူလင့်နေ။ဤအတန်ကိုကြားရသောမောင်ပြုံးချူတို့လူစုဟာရင်ဝကိုခြေနဲ့စီးကံခံရသလို အတော်အောင့်သွားကြလေတယ်။အိုင်စေးလက်ဖက်ရည်တိုက်ပြ။ခမောင်းငွေတိုက်ထဲကငွေတွေဟိုတောင်းချမ်းသူတွေနဲ့တဝက်စီခွဲယူခဲ့တယ်လို့ကြုတ်တို့ကြားပါတယ်။ဒီလိုအတန်မျိုးကို ကြားရသောအခါ၌လဲကြောစိမ့်၍သွားကြကုန်တယ်။အမေခမောင်း ဟိုငနဲတွေစီကစံအိတ်တွေရတယ်ဆိုဒီအတန်ကြားပြန်တော့လေညလုံးပြူးကြရကုန်တယ်ဒီလိုနဲ့စကားတွေဖောင်လောက်အောင် ပြောဆိုနေကြရင်တယောက်ပြီးတယောက်မင်းကြီးအခန်းသူအခစားဝင်ကြကုန်တယ်မင်းကြီးတီရိပြန်ချီမောင်ပြုံးချူဟာမင်းကြီးအခန်းတွင်းသို့ဝင်ခဲ့တယ်မင်းကြီးဦးကောင်းထက်မှပန်ကာဟာညင်ညင်သာသာလဲနေလေတယ်သူထိုင်နေသောကလထိုင်ကြီးဟာပြောင်လက်နေတယ်သူ့ရှိမှစပွဲကြီးဟာ အယောင်တဖိတ်ဖိတ်တောက်နေလေတယ်စစ်တောင်းတီရိပြန်ချီပွဲရာကာပြားမင်းကြီးဟာအင်္ဂလိပ်ဘာသာဖြင့်ပြုံးရွှင်စွာအမိတ်ပေးလေရာမောင်ပြုံးချိုဟာအယောင်ရှွန်းသောကလထိုင်ပေါ်တွင်ဝင်ထိုင်လိုက်လေတယ်ထို့နောက်သူတို့နှစ်ယောက်ဟာအလာပတလာပစကားပြောနေကြလေတယ်ခမားဒီလိုဘေးမတီရမခပဲရန်ကုန်ရောက်လာတာကျုပ်အများကြီးဝမ်းမြောက်ပါတယ်ကျွန်တော်ကိုဒီနေရာကပြောင်းပေးပါတော့ဒီနေရာမယ် နေရတာကျွန်တော်အဖို့အလွန်ရံများပါတယ်။ကောင်းပြီကောင်းပြီကြုတ်ကြည့်မယ်။ဟိုတခါတုန်းကလည်းပြောင်းပေးမလို့ပဲ။အဲ့ဒီနေရာကိုဘယ်သူမှသွားကျင်တဲ့လူမရှိဘူး။သွားကျင်တဲ့လူမရှိတိုင်းသာနေရမယ်ဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တသက်လုံးနေရမှာပဲ။အဲ့ဒီနေရာကိုဘယ်သူမှလာကျင်မှာမဟုတ်ပါဘူး။မဟုတ်ပါဘူးမဟုတ်ပါဘူး။ဒီတခါပဲအဲ့ဒီနေကိုအစိုးရတပ်တွေကပြန်သိမ်းပြီးရင်ကြုတ်ကြည့်ပါမယ်။ ီလိုနဲ့အပြန်အလှန်ဖြီးကြပြီးရင်မောင်ပြုံးချူထွက်လာခဲ့ရလေတော့တယ်အပြင်တို့ရောက်ရင်တီရိပြန်ချီကိုတွေ့ရန်စောင့်နေကြသောမိတ်ဆွေများဝိုင်းအောင်လာကြလေတယ်ဟေးဘာတွေမေးသလဲငွေတိုက်ကငွေတွေအကြောင်းမေးသေးသလားကို့နေရာများလူခဲ့သေးသလားတယောက်တစ်မျိုးဝိုင်းမေးကြလေတယ်မောင်ပြုံးချူကလည်းတော်သလိုရောသလိုပြန်ဖြေလိုက်လေတယ်အောက်နန်းတော်သို့ ဝင်ပြီးသည့်နောက်ဒုတိယအရေးအကြီးဆုံးမှာ လာကထုတ်ရန်ဖြစ်လေတယ်။လာကထုတ်ဖို့မပြောနဲ့လာကစရင်လုပ်ရန် ပုံစံရဖို့ကအစခက်ခဲလိုက်သည့်ဖြစ်ချင်းပုံစံရဖို့အရေးလေးတက်တွင်ရှိသောမင်းကြီးယုံမှသည်နှစ်ထက်တွင်ရှိသောခရိုင်ဝန်ယုံသို့သုံးလေးကလောက်ဆင်းရတယ်။သုံးလေးကဆင်းရရင်အ ਨੇ ဆုံးသုံးလေးကတော့ပြန်တက်ရတော့တယ်။အထက်တွင်မေးသည်ရှိသောအောက်သို့ညွန်နေအောက်တွင်မေးသော အပေါ်သို့ပြတယ်။တောင်အခန်းတွင်ဝင်မေးသော ညောက်အခန်းသို့သွားပါလို့ဆိုတယ်။အရှိအခန်းမှ အနောက်အခန်းအနောက်ခန်းမှအရှိခန်းခြေတူမတက်ကြေးရလွှားရတက်ရဆင်းရနဲ့ဖက်ဖက်မောအောင်ဒုက္ခများလာတော့တယ်။ကဲလာကဆင်းရင်တော့ပြီးပါပြီ။မင်းကြီးစီက စာနေတကွာခရိုင်ဝန်ထံတင်ရပြန်တယ်။ခရိုင်ဝန်ကမောင်ပြုံးချိုနဲ့ဆိုရင်ဆရာရင်တပည့်ရင်ဖြစ်တယ်။မောင်ပြုံးချိုကိုတွေ့ရင် အာရဝန်တာနှုတ်ဆက်၍လာကဆင်းရင်ကို ဆိုင်မတော်လက်မှတ်ထိုးပေးတယ်။မောင်ပြုံးချိုနဲ့တကွာမြို့ပိုင်းအပေါင်းအပြေးကောင်းတို့ဟာလက်အောင်ငွေတိုက်ရုံတို့အပြေးကလေးသွားကြရတယ်။ငွေတိုက်အရာရှိကားမရှိငွေတိုက်စည်ရေးတော်မင်းကိုသာ တွေ့ရလေတယ်။သူသည်လကစည်ရင်ကိုယူ၍မျက်လုံးနှလုံးကိုဇုံဖြဲကစစ်စေးကြည့်ရှုတယ်။အတန်ကြာအောင်စစ်စေးပြီးမှအင်္ဂလိပ်ဘာသာဖြင့်ညွန်ကြားလိုက်သည်က Come tomorrow ဟူသည်။နောက်မှထပ်ဆင်း၍ မနှက်ပြန်ခါလာပါဒီနေ့အချိန်မရှိတော့ဘူးလို့ပြောလေတယ်မောင်ပြုံးချိုတို့လူတိုက်ကိုသူပြောတဲ့အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်ကိုမြန်မာလိုပြန်ပြောလိုက်ခြင်းဖြစ်တယ်သူဒီတရုတ်ကားပြားနဲ့တူတယ်တရုတ်နဲ့မြန်မာသွေးယောဂါမွေးလာသူကမြန်မာမျိုးပိုင်များအားအင်္ဂလိပ်လိုအမိတ်ပေးပြီးနောက်မှာနားမလဲမှာဆို၍မြန်မာလိုပြောလိုက်ခြင်းဖြစ်ဟန်တူတယ်အစင်မပြေတဲ့လောကပါတကား나이ကိုကြည့်လိုက်တော့ နှစ်နာရီသာရှိသေးတယ်။မောင်ပြုံးချူတို့ဟာအတော်အခမ်းရခက်ကမိမိတို့ဇေယဟောင်းခရိုင်ဝန်အားတိုင်ကြားလျှောက်ထားရန် ထွက်ခွာခဲ့ကြလေတယ်။ခရိုင်ဝန်ဟာမောင်ပြုံးချူတို့တိုင်ကြားချက်ကို ပြုံးပြုံးကြီးနားထောင်နေလေတယ်။မောင်ပြုံးချူတို့ဟာသူ့ဘယ်လိုများပြောမြင်နည်းလို့အာကိုကြီးတစ်ခုနဲ့နားထောင်နေကြတယ်။ဟုတ်တယ်ဗျအချိန်မရှိတော့ဘူးမနဲ့မထုတ်ပါဗျာလို့မိတ်မွတ်တော်မူတယ်။မောင်ပြုံးချူတို့လည်း ဘာမှမပြောတာ၍ငြိမ်၍သာ နေရတော့တယ်။သေဟဲ့နန္ဒီယဟုသာအားကုန်ဟစ်လိုက်ခြင်းတော့တယ်။အင်းခမ ्या ခိုးတဲ့အထိစိတ်တူတော့ကိုစိတ်မတူနဲ့ဗျ။ဒီခစ်ကြီးကစိတ်တူလို့မဖြစ်ဘူး။ခမ ्या ကျောင်းနဲ့ပေါင်းရင်စိတ်တူလို့မဖြစ်ဘူး။ခရင်ဝမင်းကမောင်ပြုံးချိုဘတ်သူလှဲ့၍ဆုံးမလိုက်သေးတယ်။မှန်ပေတယ်။ဒီခစ်ကစိတ်တူရမယ်ခစ်မဟုတ်စိတ်ရှိရှိနဲ့ခန္ဓာရည်ရှိရမယ်ခစ်ပေတကား။တို့နဲ့ တနေ့ကုန်လေတော့တယ်။နောက်တနေ့တွင်လကမရသေးသောမြို့ပိုင်းတွေ၊စည်ရည်တွေ၊ရုံးစည်တွေ၊ရက်ဆွဲတွေတပြုံတစ်ခေါင်းကြီးရောက်လာကြပြန်တယ်။ငွေတိုက်နားတွင်ရည်တီရည်တီနဲ့အတော်အချိန်ဖြုံးနေကြရလေတယ်။မြမစစ်စစ်ဟုတ်ဟန်မတူသောငွေတိုက်စည်ရည်ကြီးကလည်းညနေသားတင်းမာတော့မူလပါပဲ။တလောကလုံးသူလှုပ်ကျွေးနေရတယ်လို့များထင်နေရော့တော့လားမသိ။တို့လေ ငွေတိုက်ကင်လာတာပါပဲကွာဒီလိုမညစ်ပါဘူးကျုပ်တို့ဒုက္ခရောက်လာတဲ့လူတွေကိုကိုချင်းစာဖို့ကောင်းပါတယ်လာဗျာကျုပ်တို့လူတွေဝိုင်းអော်ရအောင်သတင်းစာတွေသွားထည့်ဗျာဒီလိုထင်မိထင်ရပြောရင်အချိန်ကုန်ခဲ့တယ်အချို့လဲအထက်တက်လိုက်အောက်ဆင်းလိုက်အချို့လဲထိုးအနီးအနားမှာပင်တရခန့်ထိုင်ထိုင်နေကြလေတယ်ကြီးလာတဲ့ဒုက္ခမြို့ပိုင်ယုံတို့အခွန်တော်အကောက်ထုတ်ရန်လာကြသောတကြီးများကို ြို့ပိုင်းရုံစရေးကြီးကအကြောင်းတစ်ခုခုကြောင့်ညှင်းထားတတ်တယ်။ဒီအခါတကြီးခမရများမှာညီတို့ရှိချိန်မီနီဒီလိုတကြီးတွေနှစ်စဉ်နှစ်တိုင်းခံစားရတဲ့ဒုက္ခမျိုးကိုရွှေမြို့တော်ကြီးတို့ ရောက်လာတော့မြို့ပိုင်းတွေကိုယ်တိုင်ခံစားနေကြရလိမ့်ပြီ။ရှေ့ကဝိပတ်ခုနှစ်ရက်ကာလဝိပတ်နောက်ပိုးတက်ဟုဆိုရိုးစကားရှိသည် မဟုတ်တုံလော။များမကြမီတင်မာကြီးလဲဘုစုခိယသားငယ်သမီးငယ်များနဲ့အတူ တည်နိုင်သမျှပစ္စည်းများကို ထုတ်ပိုးတည်ယူ၍ရန်ကုန်အရောက်ခရီးပြင်းနှင်ခဲ့လေတယ်။တောမြို့ဒေသတနတ်တန်တဒိန်နှင်းကြားမှာလွတ်မြောက်လာခဲ့ကြသောမိသားစုတို့တာယာရွှေပြည်မြို့ရန်ကုန်တွင် ပြန်လည်ဆုံမိကြတယ်။ပျော်ရပြုံးမြုံနဲ့မော်ပစုံဒီလိုနဲ့ရက်တွေညောင်းခဲ့တယ်။ထုတ်ထားတဲ့လကလည်းကုန်တော့တယ်။ဝဲချမ်းစားတော့ရတာကလည်းဈေးကြီးလာပါပြီတောင်။သားစီငါးစီကလည်းတောမှာထက် သုံးစားလောက်မြင့်နေတယ်။ဒီအထဲစားလို့တောက်လို့ကလည်းကောင်းလိုက်သည်ဖြစ်ချင်းတောမှာပေါ်ပေါ်စားရတော့ကစားလို့မဝင်ရန်ကုန်တွင်ရှာရှာပါပါစားရတော့မှမင်းမင်းရှက်ရှက်ရှိလာတယ်။ကလေးတွေပင်လည်းနှစ်ဆလောက်ပိုစားနေကြတယ်။ခက်ကပြီးဒီလိုသာဆိုရင်ဘလို့လောက်ရပါမလဲ။တို့နဲ့ရွှေနန်းတော်ကြီးကအခေါ်ရောက်လာတယ်။မောင်ပြုံးချူတို့မြို့မဝန်တော်ကြီးဥတင်ဟာချိနဲ့ချိနဲ့နဲ့တလန်းချင်းပေါက်လာတယ် ပြည်ထရေးအတွင်းဝင်မင်းကကျုပ်တို့စီကအရာရှိတွေအားလုံးတွေ့ကျင်တဲ့ဗျာတွေ့ကျင်တာကလည်းနေ့လယ်၁၂နာရီတိတိတဲ့အခု၁နာရီရှိပြီမြန်မြန်လုပ်ပါသွားကြရအောင်အမိန်တော်မြတ်ကိုနာခံရသောမောင်ပြုံးချူဟာချက်ချင်းအဝတ်အစားလဲ၍ဂရိုက်ကြိုက်ထလိုက်လာရပါတော့တယ်နာမည်ကြီးကြည့်မြင်နိုင်ဘတ်စကားဟာလေကဲ့သို့လင်းမြန်စွာမောင်းနေနေလေတယ်ဝင်းတောက်ကြီးဟာဖြူဖွေးသောကျင်စွဲကိုတက်ခါတက်ခါ ူမကြေမနက်ဖြစ်နေသည်တို့ကိုဇက်တိုက်ပြောရင်လိုက်ပါလာတယ်။သူပြောတာတွေကို မောင်ပြုံးချူအားလုံးမကြနိုင်။ကောင်းမောင်သူဤကျေးဇူးတော်မြတ်ကြောင့်တထိတ်ထိတ်နဲ့ဖျားဖျားအလိုဖျားဟုစိတ်ထင်းပါတိုးတိုးရေရွတ်နေရသောကြောင့်ဖြစ်ပါတယ်။ကျုပ်တို့လိုအဖိုးကြီးကိုအဝေးကြီးပို့ပစ်တာတော့ဘယ်ကောင်းမလဲဗျ။ဒီစကားကိုတော့ကားရက်၍လူတင်နေတော့ပြောလိုက်သောကြောင့်ကြားလိုက်ပါတယ်။အော် သူ့ကိုတခြားပြောင်းပို့လို့မကြည်မနှက်ဖြစ်နေတကူသူသည်ဆက်၍စကားပြောပြန်တယ်မောင်ပြုံးချူဟာဖះတနေရသောကြောင့်မကြားနိုင်တော့ပါအင်းဤလဲတဒုက္ခပါတကားစင်း၍သာခြေချင်းလျှောက်လို့တော့တယ်သို့တော်မဖြစ်သေးတန်ဆူးချိုးတွေဝိုင်းထားတဲ့ရွှေနန်းတော်ကြီးတို့မောင်ပြုံးချူတို့ရောက်လာကြပါပြီချင်းဆိုထားတဲ့အရာရှိတွေမစုံသေး၍တမော့မော့နဲ့စောင်းစားနေကြရတယ် ထိုင်နေစရာနေရာလည်းမရှိညောင်းလာပါပြီအောက်ထပ်သူငုံကြည့်လိုက်တယ်မောင်ပြုံးချိုတို့နေမှရဲသားကလေးတွေလှေကတိပေါ်တွင်စီရီထိုင်နေတာကို တွေ့ရတယ်သူတို့မှ မောင်ပြုံးချိုတို့ထက်ခက်သေးအရာရှိတွေစုံပါပြီသို့တော့အတွင်းဝင်မင်းကိုမတွေ့နိုင်သေးအလုံးများနေပါတယ်မောင်ပြုံးချိုဟာဟိုးဒီဒီရှောက်ရကြည့်တယ်အခန်းတွေအခန်းတွေမှာဆိုင်းမုတ်တွေဆိုင်းမုတ်တွေနဲ့သူတို့နာမည်တွေမှာလဲရှေးလျားသောဘွယ်ရူးကြီးတွေနဲ့ တစားဆင်ထားတယ်။အချို့များနှစ်ထက်ဆင်သုံးထက်ဆင်မောင်ပြုံးချိုတို့လူတိုက်ဟာဇင်းညံတွင်ရက်လျက်ထွေရလေးပါးစကားပြောနေကြလေ။နန်းတော်ကြီးမှအချို့သောအရာရှိများဟာမျက်နှာထားတင်းတင်းနဲ့သူတို့ကို လာကြည့်သွားတယ်။ဟေးနားမလဲဘူးလား။ဘာဖြစ်လို့စူနေရတယ်လို့ဆိုလိုဟန်ရှိတယ်။အချို့လဲပြုံးလုံးရွှင်ရွှင်နဲ့လာရောက်နှုတ်ဆက်ကြတယ်။အရာရှိကြီးများ သူတို့နားကဖြတ်လျှောက်သွားတယ်။တခါတရံလဲ နှကန်းနီနီပါနီနီနဲ့ရွှင်ပြုံးသောမျက်နှာပေးနဲ့စည်ရီးမကလေးများလန်းတလားနေတာကိုတွေ့မြင်ရတယ်။ခတ်တာပဲဗျာနှစ်နာရီထိုးတော်မယ်ညောင်းလာပြီဗျာမြို့ပိုင်းလူမိုက်ဦးသိန်းຫນွေကညင်းညူတယ်။ဒါကကိစ္စမရှိဘူးဆရာကျုပ်တို့မသွားခြင်းတဲ့နေရာပို့ရင်ဘယ်နဲ့လုံးမလဲအခြားတယောက်ကမေးလေတယ်။ဟာဒါအလွယ်ကလေးပဲမောင်ပြုံးချူကဆိုတယ်။အင်းပြောပါဦး လုံကြီးအင်ကြီးချွတ်ပြီးရုံးပေါ်ရှောက်ပြေးပေါ်ပြအဲ့ဒီတော့ခမည်းယူနေတယ်ဆိုပြီးတရားကလေးပို့လိုက်ရောမသွားခြင်းနဲ့မြို့လေမသွားရတော့ဘူးဟိုထဲသွားပြီးအေးအေးစားနေရရောပေါ့အားလုံးကဝိုင်းရီကြလေတယ်ဟာဗျာဒါလည်းမကောင်းသေးပါဘူးထိုအရာရှိကငင်းချက်ထုတ်နေလေတယ်ဒီလိုဟောင်းပွားဟောင်းပွားနဲ့စကားပြောနေစဉ်ခရိုင်ဝင်မင်းကိုခေါ်သွားလေတယ်ခဏကြာသောအခါ မောင်ပြုံးချိုတို့အားလုံးကိုလာခေါ်လေတယ်။အတွင်းဝင်မင်းဤအခန်းထဲသို့တစည်းတန်းကြီးလာကြလေတယ်။အတွင်းဝင်မင်းဟာကြီးမားသောအင်္ဂရီတံပတ်တိဖြင့်မောင်ပြုံးချိုတို့ကိုသူ့ရဲ့မျက်စိအစုံဖြင့်သုံးသတ်တယ်။မောင်ပြုံးချိုတို့ဟာသူ့ရှေ့တွင်စီ၍ရက်နေကြရလေတယ်။မောင်ပြုံးချိုဟာဓမြမှုများတွင်တရက်လိုအားတရက်ခန်းအစွဲခန့်ရန်လူအများစီတန်းပြရပုံကိုတတိယမိပါတော့တယ်။အတွင်းဝင်မင်းဤ ဥကောင်းပေါ်မှာပန်ကဟာလေးလေးမှန်မှန်လဲလျက်ရှိတယ်။ပြောင်းလက်သောစပွဲပေါ်တွင်ကျိုးနီများဖြင့်ချီနှောင်ထားသောဖိုင်တွဲတွေ၊စာအုပ်တွေ၊စာရွက်စာတန်းတွေနဲ့တင်းချမ်းပြည့်နေလေတယ်။ဓမီရောင်လဲထိမ့်ထိမ့်လင်းနေလေတယ်။ကဲဒါပဲလား။ခမားတို့အားလုံးတပတ်ခါခရင်ဝမင်းနဲ့အတူနေကိုပြန်လိုက်သွားကြပြီတော့ဟုတ်လား။မလိုက်တဲ့လူတွေခရင်ဝမင်းကကျွန်တော်ကိုအစီရင်ခံပါ။ ခရိုင်ဝန်ကလည်းခေါင်းတငိမ့်ငိမ့်အင်းဒါပဲကျုပ်လည်းအစည်းအဝေးသွားစရာရှိသေးတယ်ဝင်းမင်းဟာနေရာမှထ၍ပူနေတဲ့ဝမ်းပိုက်အားအကျက်အတဲမတွေ့စေအံ့သောငါဖြုတ်ထားသောရှေ့မှဘောင်းမီကျဲသည့်နှလုံးကိုခဲရင်စွာပြန်တက်နေလေတယ်မောင်ပြုံးချူတို့ဟာသူ့အခန်းမှဖဲခဲ့ကြတယ်ဟေးဘဲနေလေကျုပ်တို့အခက်ခဲတွေတော့ဘာမှမမေးဘူးဖြည့်ရှင်းပေးဖို့လဲစိတ်မကူဘူး အမိတ်ပေးပုံကတဲဟုတ်ပါလားအဲ့ဒါခတ်တာပဲရုံးကထိုင်ပြီးနေကအခြေအနေဘာမှမသိဘူးဒါကြောင့်နေကလူတွေစိတ်ထက်ပြက်တာပေါ့ဤတို့တယောက်တမျိုးပြောလာကြတယ်မောင်ပြုံးချူအဖို့တော်သူ့နေကအင်းအားပြပွဲတစ်ခုတွင်လဲသူမကြီးတယောက်အားရပါရអော်လိုက်တဲ့အတန်ကိုကြားရောင်နေပါတော့တယ်ဘျူလိုကလနတ်အလိုမရှိဟူသည်ဒီရောင်ကြီးတဲ့1949 ဇူလိုင်15ဆီယမန်တီဟီဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှအနာလိုအမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။